ဆိုတော့ DKG ထဲမှာ infinite ကရင်ဘာလုံးမှာလဲတားအီးရဆိုတဲ့ကောင်တွေကိုကျွန်တော်တစ်ချက်ပြောခြင်းနေပေါ့နော်ဒီဖုန်းကိုသူတို့တစ်ချက်ဟိုကင်ကြည့်သေးခြင်းနေဒီနေ့ဗီဒီယိုကိုမစတင်ခင်မှာ disclaimer တစ်ခုအနေနဲ့အရင်ပြောခြင်းတာက showcase video ဆိုပေမဲ့အခုကျွန်တော်ပြောပြသွားမယ့် reaction တွေနဲ့ impression တွေကလုံးဝ100%ဆိုတော့အားမခံပါတယ်ဒီလိုဖုန်းမျိုးတွေစောင့်နေကြကြပြီဗျ okay စလိုက်ရအောင်ဒါကတော့ Infinite Note 15 Pro လို့ခေါ်တယ် ဒီကောင်က1256ကို9သိန်း9900 9900ဆိုတော့10သိန်းအတိပါဗျာဆိုတော့10သိန်းနဲ့ဒီဖုန်းကဘာတွေရလဲဆိုတာတခြားပြပေးမယ်ကျွန်တော် unboxing လုပ်ကြည့်ပါပြီဆိုတော့ဟို unboxing တော့ပြလို့မရတော့ဘူးဗောနဒါပေမဲ့သူ့ဘူးထဲမှာဘာတွေပါလဲဆိုတာတခြားပြပေးမယ်ကျွန်တော် unboxing လုပ်ကြည့်ပါပြီဆိုတော့ဟို unboxing တော့ပြလို့မရတော့ဘူးဗောနဒါပေမဲ့သူ့ဘူးထဲမှာဘာတွေပါလဲဆိုတာတခြားပြပေးမယ်အခုကျွန်တော်တို့ဘူးထဲကနေစပြီးတော့ထုတ်ကြည့်လိုက်တာ ਨੇ ဒီကောင်ရဲ့ wireless charger ဗောနအဲ့ဒီကောင်ကိုမကြည့်ဖုန်းရဲ့အယောင်နဲ့လုံးဝပေါ့နော်ဟိုကာလာတစ်ခုလည်းတူအောင်မလေးထုတ်ရအောင်တော်တော်မာတယ်ဖုန်းရဲ့ကာလာနဲ့လုံးဝ အယောင်တူဗျာတတိယွက်ကြီးထည့်ပေးတာလေဒါကကောင်းတဲ့အချက်ပဲမကြည့်တော်ဒီမှာဘာပါသေးလဲဆိုရင်ပြီးဒီဒီဘောက် unbox တဲ့မှာကျွန်တော်တို့ရီရတစ်ခုပြောပြမယ်ဟောဒီမှာဆင်းပင်တစ်ခုပါတဲ့အစားကျွန်တော်တို့ဒီဖုန်းထဲမှာလည်းနောက်ထပ်ဆင်းပင်အပူတစ်ခုထပ်ပါဗျာဆိုတော့ဒီဖုန်းကဘောက်ထဲမှာဆင်းပင်တစ်ခုရောပါတဲ့ဖုန်းလို့ပြောလို့ရတယ်အဲဒီမှာပြီးကသူ့ရဲ့ပါတဲ့ကာပါပေါ့နော်ဒီကောင်ကလုံးဝဖုန်းရဲ့အယောင်နဲ့အဲလုံးဝတယောင်နဲ့ပဲဟိုပြီးရင်ဟိုစီလုံကာပါမဟုတ်ဘူးဗျာအဲအဲ့လိုနည်းနည်းပေါ့နော်မာတဲ့ ကာပါမျိုးအပြီးွားရင်သူကမှန်ကက်ပါသေးတယ်မှန်ကက်ကဟိုပါယုံနေမဟုတ်ဘူးသူကမှန်ကက်အတွက်ဟိုကိုဖောက်ကိုကတ်တက်တဲ့သူတွေအတွက်ပေါ့နော်အထဲမှာလူမျိုးဟိုဝက်တ िश ူးတွေအချောက်အဲ့လိုမျိုးနော်တ िश ူးချောက်တွေအဲ့ဒါတွေပါပါသေးတယ်စတစ်ကာတွေရောပြီးွားရင်ဒါတော့ infinite ရဲ့ granny cat granny cat ပြီးွားရင်သူတို့ကဒီ infinite မှာရှိရဲ့ care plus ပေါ့နော် care plus ရဲ့ vip cat တွေပါပါတယ်ပြီးတော့အခုနောက်ပိုင်းမှာဒီလိုမျိုး unboxing experience ကောင်းတဲ့ဖုန်းဆိုတာဟို flagship ဖုန်းတွေထဲမှာသွားချလဲလုံးဝမရှိတော့ဘူး ဒီဖုန်းကဗျာခုကျွန်တော်တို့ရန်ကုန်မှာလုပ်နေတဲ့ဒီ mobile legend ambassador ပြိုင်ပွဲနယ်လဲ collaboration လုပ်ထားတဲ့အတွက်သူ့ရဲ့ဘူးမာကာစဒါ mobile legend hero ပေါ့နော် brody ရဲ့ပုံမှာတစ်ခါတည်းပါလာတယ်ဒါလေးကတော့ဒါ mobile legend fan တွေကြိုက်မယ်လို့ထင်တယ်ဒီမှာတခုပြောပြချင်တာကကျွန်တော်က infinite ရဲ့ဒီလုံပုံကံမှုလို့သဘောကျတာပေါ့နော်။ဘာလဲဆိုတော့သူကဘောက်ထဲမှာတခါတည်းသူ့ရဲ့ဖုန်းရဲ့ body နဲ့အယောင်တူတဲ့ original cover ကိုထည့်ပေးတာ။ဒါမျိုးကကျွန်တော်တို့ရဲ့ဒီနိုင်ငံတော် brand Xiaomi တော့မလုပ်ပေးနိုင်ဘူးပေါ့နော်။ တော့လူတွေကသိတယ်မလားဖုံးဝယ်ပြီဆိုရင်တကယ်တမ်းက color တွေ design တွေကြိုက်လို့ပဲကြာတာအဲ့ဒါမှလူဆိုးဆိုးကဘာကြီးတွေတက်ကန်ရမှာဆိုရင်တော့ better မှာမလဲအဲလူတွေကလည်းသိပါတယ်ရုပ်ဆိုးတာသိတယ်ဒါပေမဲ့ဖုန်းတွေဟိုပုံးတာစင်းတာပြုတ်တာကြာတာဖြစ်မှာဆိုလို့လူမျိုးရုပ်ဆိုးဆိုးကဘာကြီးတက်ကန်ရတယ်ပေါ့ဗျာအခုလိုမျိုး original cover ပါလာတော့ဒါဝယ်ရတဲ့လူတွေလည်းအများကြီးပို့ပြီးတော့တန်သွားတယ် cover ចောင်းပြောနေရင်းနေပဲပေါ့နော် cover တွေမဟုတ်ဘူးသူတို့ကဖုန်းမှုထဲမှာလုံးဝ charging speed ပြင်းတဲ့ wireless charging အကောင်းစားယူတာထည့်ပေးတာအဲ့ဒီ wireless charging ကလည်းဒီဖုန်းရဲ့အရောင်နဲ့အတူတူကိုထည့်ပေးထားတာဗျ ဒါမျိုးကြီးကတော့တော်တော် brand တွေ లై လုံးနိုင်မယ်လို့မထင်ဘူး။နောက်ထပ် appreciate ဖြစ်မိတဲ့အချက်ကဘာလဲဆိုတော့သူ့ရဲ့ဒီဖုန်းပေါင်တွေကိုပေါ့နော်ဒီစေတန်းမှာအကောင်းစား metal frame နဲ့ပြီးွားရင်အခုလိုမျိုးပေါ့နော် flagship ဖုန်းတွေမှာပဲပါတယ် internal line တွေပါပေါ်ပေးထားသေးတယ်။ဒီလိုမျိုးဗျာစေသား quality တွေဒီလိုမျိုးဟိုတောင်တင်းတဲ့ base quality တွေကိုတော်ဒီသေးထဲမှာချလို့မရဘူးဆိုတော့ DKG ရဲ့မှာ infinite ကရင်ဘာလို့မှလဲတားအီးရာဆိုတဲ့ကောင်းတွေကိုကျွန်တော်တစ်ချက်ပြောခြင်းနေပေါ့နော်ဒီဖုန်းကိုတို့တို့တစ်ချက် ိုကင်ကြည့်သေးခြင်းတယ်ပြီးရင်ဒီ Infinite Note 53မှာပါလာတဲ့အကြောင်းတွေအကုန်လုံးကလုံးဝခက်မှန်မိုက်တွေပဲပေါ့နော်ကျွန်တော်အခုလက်ထက်မှာရှိနေတဲ့အကြောင်းကကျွန်တော် Titanium Gray ဒီအကြောင်းကတော့ခုခေစားနေတဲ့အကြောင်းပေါ့ဗျာ Grand သိပါတယ်ဒီကောင်ကလုံးဝရိုးရိုးရှင်းရှင်း Titanium အကြောင်းပဲအဲ့တော့မှသူ့ရဲ့အနောက်မှာလည်းဘာရှိုးရှိုးရှင်းရှင်း pattern တွေဘာမှပေါ့လုံးဝရိုးရိုးရှင်းရှင်းပဲပြီးရင်ကြံတဲ့အကြောင်းတွေကခြားတော့ Enchanted Purple အာ Shadow Black Raising Edition ပေါ့နော်အခုဒီမှာကျွန်တော်ပြထားတဲ့ပုံလေးကိုကြည့်လိုက်ပါ ဒီ Infinix Note 15 Pro မှာက6.7 inch display ကိုမှကျွန်တော်တို့ punch hole camera တွေ under display fingerprint နေနဲ့လာမယ်။အဲ့ဒါကိုမှ 1080p AMOLED 144 hash ကြားလာတော့မသိဘူး144 hash နဲ့လာတာ mostly system update ကလွဲရင်ကျွန်တော်တို့ third party တွေဒါ Google တွေက120ကိုပဲ support တာဖြစ်တဲ့အတွက်အများစုသောအခြေအနေမှာတော့ကျွန်တော် 120h ကိုပဲသုံးရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ home screen တွေဒါ setting ဆိုရဲသူ့ရဲ့ system update မှာတော့ 144h ကအပြည့်အဝရတယ်အခုကျွန်တော်ပြထားတဲ့ video တွေမှာလည်းမြင်နိုင်တယ်ပေါ့နော် SOC ကို Helio G100 Ultimate ဆိုပြီးတော့လဲစိတ်မပြတ်ကြပါနဲ့ကျွန်တော်အမြဲပြောမှုပါတယ် G99 တော့လဲကျွန်တော်ပြောတယ်ဒီဈေးတန်းမှာ G99 နဲ့ G100 တွေကအဲ့လောက်ကြီးစုတ်ချမနေဘူးကျွန်တော်တို့အကယ်၍ SOC ဒီ SOC ကိုမကြိုက်ဘူးဒီတက်ဖို့ကောင်းတာလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့က ရွေးချယ်စရာနိုင်ငံတော် brand တခုပဲရှိတယ်။အဲ့ဒါကလည်းကျွန်တော်ဒီမှာလုံးဝ official brand နည်းနဲ့ဝင်တာမဟုတ်ဘူးဗျာ။ဒီကောင်ရဲ့အသေးစိတ် performance နဲ့တာမဲ control ဘိုင်းတွေကိုတော့ဒါ full review ကြရင်အသေးစိတ်ထပ်ပြီးတော့ပြောမယ်ပေါ့နော်။အခုတနားလောက်ထိုင်ပြီးတော့သုံးကြည့်ရတဲ့လောက်ကဒီကောင်က mirror တစ်လုံးပြီးပြီးလုံးဝထစ်တာဟန်တာလက်တာတွေဘာမှမရှိဘူး။လုံးဝသူ့ရဲ့ SOC ကတော့စင်ပြေတယ်။အဲ့ဒီတနားအတွင်းမှာကျွန်တော် camera တွေပိုင်းလည်းနည်းနည်းဆန်းပြီးတော့ရိုက်ကြည့်ထားတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ရိုက်ထားတဲ့ camera result လေးတွေအသေးစိတ်ကတော့ full review ဒါ full review တောင်မှလာမယ်။ ဒီကောင်က50 megapixel OIS main camera ကိုမှ resolution output က 1440p မှာရှိတယ်။ပြီးရင်ကျန်တာက8 megapixel ultra wide တစ်လုံးနဲ့လာမယ်ပေါ့နော်။ဆိုတော့ဒီ channel နဲ့ကောင်ကကြတော့တကယ်တော့ camera တော့မဟုတ်ဘူး။ဟောဒီအပေါ်ကကောင်ကဒါ ambient light sensor ပေါ့နော်။ဟောဒီအောက်ကကောင်ကကြတော့ဒါ halo light indicator and notification တွေပါပြပေးတဲ့ကောင်။အဲ့ဒါကိုမှသူ့ရဲ့အထဲမှာကျွန်တော် SPO2 sensor oxygen တိုင်းနဲ့ sensor ပါပါတယ်။ တကယ်အောက်ဆီမီတာတွေနဲ့ရှင်ပြီးတော့တိုင်းရည်ရဲ့အချိန်မှာသူက reliable ဖြစ်တဲ့ result တွေတော့ပြန်ပေးတယ်ပေါ့နော်။ဒါပေမဲ့သူ့ကိုတိုင်းတဲ့နေရာမှာတော့နည်းနည်းလေး trick လေးတွေတော့ရှိရယ်။ဘာလဲဆိုတော့ဟိုလက်ကိုအရန်ကြီးဖိထားလို့မရဘူး။ပြီးရင်တိုင်းနေနဲ့လက်ကဒီလိုကြီးဟို light weight ဝါလို့မရဘူးပေါ့နော်။ဆိုတော့နည်းနည်းလေးတော့စိတ်ရှည်ရတယ်ဗျာ။ဒါပေမဲ့လုပ်ဖြစ်ပါတယ်။ Android 15 out of the box ပါတဲ့အတွက် Android 15ရဲ့ feature တွေအကုန်လုံးရတယ်။ပြီးွားရင် XOS ရဲ့ဒီ design feature တွေပြီးွားရင်သူ့ရဲ့ animation အယူအဆတွေအကုန်လုံးကအရင်နဲ့လုံးဝမတူတော့ပါဘူး။တော်တော်ကြီးကို မိုက်လာပြီးတော့တွက်လာတယ်ပေါ့နော်ဒါတော့ကိုယ်တိုင်းတွားကြည့်မှသိမယ်မိတ်ဆွေ Android software update ကတော့နှစ်နှစ်ထိရမယ်လို့ Infinite ကပြောတယ်ပေါ့နော်ဒီဖုန်းမှာ battery က9000နေရ mAh ကိုမှာ 90W fast charger တွေပြီးွားရင် 30W wireless fast charger တွေပါတယ်ဗျာဒီကောင်က9000နေရ mAh ကို 90W နဲ့အားသွင်းတာဖြစ်တဲ့အတွက်ဒါ0 from 100ကိုကျွန်တော်တို့38မိနစ်လောက်ပဲအချိန်ယူရမယ်ဗျပြီးွားရင် Infinite ကသူ့ဖုန်းရဲ့ battery အတွက် runny 6G ရပေးတာ။အဲ့တော့ဒီဖုန်းကဘာကြီးရလဲဆိုရင်တော့ Android update တာဆက်ပြီးတော့မရရင်နေမယ်။သူ့ရဲ့ battery ကတော့အကောင်းတိုင်းကျန်အောင်မယ်ဆိုတဲ့အထာကြီးပေါ့နော်။ပြီးရင်အခုပြပြောနေကြတဲ့ AI ဆိုတဲ့ဟာလည်းဒီဖုန်းမှာပါတယ်ပေါ့နော်။သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ one tap infinite AI ပါညာပေါ့။အဲ့ဒါကတကယ်ကောင်းလားမကောင်းလားဆိုတာကျွန်တော် full review ကြရင်သိသိဆန်းပြမယ်။အခုတော့ video ကတော်တော်လေးလက်ရှည်နေပြီဆိုတော့ဒီဖုန်းကအကြမ်းခံတဲ့ metal frame နေနေမဟုတ်ဘူး။သူ့မှာကဒါ IP64 ပါတဲ့အတွက်တာမန်ရေးဆိုရေးစင်တာလောက်ကတော့အဲခံနိုင်တယ်ပေါ့နော်။ ကျွန်တော်ဒီမှာရောင်းချပေးမဲ့ version အနေနဲ့က12256ကိုဒါ9390910သိန်းပေါ့เนาะအဲ့ဒါကိုမှ RAM အနေနဲ့ဆိုရင် RAM extension ကနောက်ထပ် 12GB ထပ်တိုးလို့ရတယ်ဆိုတော့စုစုပေါင်း 24GB အထိရမှာဗျာပြီးရင်ဒီဖုန်းကိုဝယ်ယူတဲ့သူတွေအနေနဲ့19990ပါဝါဘန်တစ်လုံးအလကားလက်ဆောင်ရအောင်ပါဆိုတော့ ဒါဖုန်းရဲ့တန်ဖိုးကတကယ်တမ်းပြောရရင်တော့ကျွန်တော်တို့၉သိန်းဝန်းကျင်လောက်ပဲကြားတဲ့တော့မှာဗျာအဲ့တော့ full review ကြရင်ကျွန်တော် AI ဘိုင်းအသေးစိတ်တွေကင်မရာဘိုင်းအသေးစိတ်တွေပြီးပါရင်သူ့ရဲ့ G100LD မရဲ့ performance ကဘယ်လိုနေလဲဆိုတဲ့အပိုင်းတွေပေါ့နော်ပြီးပါရင်ကျွန်တော်တို့ pro version နဲ့ဒီကောင်းရဲ့ Euro base model version လေးနဲ့ဘာကွာလဲဆိုတဲ့အပိုင်းလေးအနည်းငယ်ပေါ့နော်အဲ့ဒါတွေကအစကျွန်တော်ပြောပြပေးမှာဖြစ်တဲ့အတွက် full review ကိုတစ်ချက်စောင့်ကြည့်ပေးပါအောင်လို့တာကြွညင်ပါတယ်